ဆိုဒီကတော့ pattern လုပ်ပေးနေကြပါတော့ separation ထဲတော့ redeem ဖြစ်ပါတယ်ဆိုတော့ဟိုဒီဘက်ကတော့ကျွန်တော်ဗောနော်ဒီကိုယ့်ရဲ့ energy တခုလည်းအကြည့်ပေးထားရပါဗောနော်ပြီးကြတော့ကျွန်တော်ဗောနော်ဒီ angel message လေးကိုလည်းတခြားဗောနော်ဒီစိတ်ဆင်မပြေတဲ့လူတွေကြည့်လို့ရအောင်ဆိုပြီးတော့ဒါတင်ပေးဖို့ဗောနော်ဖြတ်ပြီးတော့တင်ပေးဖို့တော့ရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီဗောနော်ဒီစိတ်ဆင်မပြေတဲ့သူတွေအတွက်တင်ပေးရဲ့ဒီ oracle message လေးတွေ့လို့ရှိရင်တော့ဒါမကြည့်လို့ရရတယ်ပေါ့နော်ဒီ subscription တက်ရမှာလည်းပါပြီးဖြစ်တကြမလို့အဲ့ဒီ video တက်လာလို့ရှိရင်တော့မကြည့်လဲရတယ်ပေါ့နော်ဆိုတော့ဒီဟာဒီကနေပြီးတော့ခွဲပြီးတော့ပဲတင်มาဖြစ်ပါတယ်ဆိုတော့ဒီဘက်ကတော့ကိုယ့်အတွက်ပဲကိုကြည့်ပြီးမှာပေါ့နော် ဆိုဟုတ်ကဲ့ပါအဲ့တော့ energy အရာတော့ဒီမှာတော့နည်းနည်းလေးပေါ့နော်တချို့လူတွေကတော့ညင်ညာတွေ့ပါတယ်ချို့လူတွေ အတိတ်ထဲမှာသွားပြီးပြန်ပိတ်မိရတွေ့တယ်နည်းနည်းလေးပေါ့နော်အတွေ့လည်းများနေရအတွေ့လည်းလွန်နေရတွေ့ပါတယ်ဆိုတော့ဒီလိုဖြစ်လာခင်ဘယ်လိုလုပ်မလဲအနာဂတ်အတွက်ပေါ့နော်ကိုယ်အနေနဲ့ဟိုတွေးပူနေရတဲ့တဲ့ပေါ့ဆိုတော့ကိုယ်ဘာလုပ်ရမလဲဆိုတော့ကိုယ်သိရဒါပေမဲ့နည်းနည်းပေါ့နော် တွေ့ဝေပြီးတော့ရှေ့ဆက်မှာခက်ခဲနေတဲ့သူတွေအာတော်တော်များတယ်ပေါ့နော်ဆိုတော့စိတ်လက်ကြစရာအဆင်မပြေစရာဒီလိုမျိုးလေးပေါ့နော်ကိုယ်မှာများနေရတွေ့ရဆိုတော့ နည်းနည်းပေါ့နော်ဒီအချိန်မှာကိုယ့်အတွက်ကလုံးဝဟိုအဆင်မပြေတဲ့သူတော်တော်များလိမ့်မယ်ဒီမှာတော့လေ energy ကတော့ဒီမှာတော့ energy တိတ်မကောင်းတဲ့ energy များနေခါကြောက်လေဆိုတော့အဆင်မပြေတဲ့သူတွေညားလိမ့်မယ်ပြကြတော့လမ်းပြောက်တဲ့လူတွေပေါ့နော်ကိုယ်ကိုလမ်းရှာနေရယ်ဘယ်လိုလုပ်မှလည်းမသိဘူးလမ်းကြောင်းကလည်းပျောက်နေရယ်ကိုယ်ကိုယ်ကဘာလုပ်မှလည်းမသိနည်းနည်းပေါ့နော်စိတ်တွေပူလောင်မြောမှတာအတိတ်မှလည်းဟိုသွားပိတ်မိပြီးတော့ယုံထွက်လို့ကလည်းခတ်ပေါ့နော်ဆိုတော့စဉ်းစားရလဲမရဆိုတော့ဒီခုပြောချင်တာကြတော့ကိုယ့်အနေနဲ့ကြတော့ တခြားပေါ့နော်ကိုလှုပ်ချင်တဲ့ຢာလေးတခုကိုစဉ်းစားပြီးတော့အဲ့အရာလေးလှုပ်ကြည့်ပြီးတော့အကြံပေးနေတယ်ပေါ့နော်ဒီချိန်မှာတော့ဟိုအဆင်မပြေမှုအဆင်မပြေမှုရအများကြီးရှိရဆိုလို့ရှိရင်သိရမလားအဆင်ပြေလှုပ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့တခြားလေးအနေထိုင်သွားအောင်အဆင်ပြေသွားအောင်ပေါ့နော်စိတ်တည်ငြိမ်သွားအောင်လို့ကိုကိုဒါ spiritual ဘိုင်းလှုပ်တာဖြစ်ဖြစ်ဖျားတရားလှုပ်တာဖြစ်ဖြစ်တခြားလေးပေါ့နော်ငြိမ်အောင်ထားပြီးတော့ပဲရှေ့ဆောင်ပြောချင်ပါတယ်ဆိုတော့ကိုတကယ်လှုပ်ချင်ဆုံးအရာကဘာလဲကိုယ့်ရဲ့ passion ဒီမှာကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုပြန်မေးပြီးတော့မှ ဖြစ်ဖြစ်ချင်းပေါ့နော်အဲ့ဒီကိုခြေလန်းတက်လန်းချင်းသွားရင်တော့ပိုဆင်ပြေးလိမ့်မယ်ပေါ့နော်ကြိုးကြလဲတယ်မလားဒီလုတ်စီဟိုချင်းမကမ်းမင်းလက်မကမ်းမင်းနဲ့ဘာလို့မှလည်းမသိအဲ့လိုမျိုးဖြစ်တက်တဲ့ခါကျတော့နည်းနည်းပေါ့နော်အရင်မလောကြမလို့ပေါ့အရင်လောကြမလို့ဘူးအရင်ကြီးဟိုကိုကို push လုတ်စီမလို့ကိုကိုရင်ကပိတ်မိနေရယ်ဆိုဘာလို့ပိတ်မိနေလဲဘာကြောင့်လို့ဖြစ်ရလဲဘာလို့ခက်ခဲနေရလဲဆိုပြန်ပြီးကိုကိုပြန်မေးလိုက်အောင်မယ်ပေါ့နော်အရင်ကြီးခက်ခဲကြီးလည်းမဟုတ်ဘူးအဲ့တော့ဒီမှာတော့ energy ကတော့မကောင်းတဲ့ energy များတယ် ေချာလေးပေါ့နော်လမ်းပြောက်တယ်ဆိုလို့ရှိရင်လည်းလမ်းကိုတေချာပြန်ရှာပါကိုကိုရိုင်းကကိုကိုပြန်မေးကြည့်ပေါ့ကိုကိုအမောင်ထဲမှာပဲပိတ်ပိတ်မိနေစီလားကိုကိုရိုင်းကမောင်ထဲမှာနေတာကြိုက်လားပေါ့နော်ပြန်မေးမေးကြည့်ဆိုတော့ကိုကိုရိုင်းအလင်းပြလို့ရတယ်ကိုကိုရိုင်းလမ်းကြောင်းကိုရှာဖွေလို့ရတယ်ပေါ့ဆိုတော့ဒါလေးသိထားရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီမှာတော့အင်ဂျင်မက်ဆက်လေးတောင်းရမယ်ပေါ့နော်အဲ့တော့အင်ဂျင်မက်ဆက်တောင်းမယ်ဆိုရင်ကကျွန်တော်နည်းနည်းလေးတော့ဒါလေးတော့ပြောင်းပါလိမ့်မယ်ပေါ့နော် အရင်ဆုံးကျတော့ဗာနော်ဒီ vision ဆိုတဲ့ကတ်လေးပေါ့အဲ့တော့ဒီ vision ဆိုတဲ့ကတ်လေးကကျတော့ဘာလဲဆိုတော့ကိုလိုချင်တဲ့အရာကိုတေချာလေးရအောင်ယူတတ်ဖို့ပေါ့နော်အဲ့တော့တေချာလေးရှင်းတတ်ဖို့တော်တော်များများသိရမလားကိုလိုချင်တာဘာလို့ကိုလိုချင်တာလည်းမသိဘူးကိုလိုချင်တာလည်းမသိဘူးကိုဘာဖြစ်ချင်မှလည်းကိုမသိဘူးအဲ့တော့ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တာကိုမသိဘဲနဲ့ဘလို့သွားပြီးတော့ရှေ့ဆက်မလဲပေါ့နော်ဆိုတော့ဥမာကိုက ဘာလို့မှမသိဥမာဒီအလုတ်ကင်ဆိုလို့ရှိရင်ကိုဝါသနာပါပြရလဲဒီဟာလားဟွာလားမသိပဲနဲ့ဘယ်လိုဆက်လုပ်မလဲရှေ့ဆက်လို့မရဘူးလေနော်ကိုဝါသနာပါသိပြီဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးလေ့လာမယ်ပို့ပြီးတော့ဒီတွန်တွန်ကြဲကြဲလုပ်မယ်အလုတ်ရှာရင်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးရှာကြည့်မယ်ဆိုရင်ပို့မကောင်းလားလမ်းကြောင်းသိလို့ရှိရင်ကိုတို့ကရှောက်ရလွယ်တယ်ပေါ့နော်အဲ့တော့ကိုကိုယ်တိုင်ကဘာလုပ်ချင်လဲဘာလုပ်ချင်လဲမသိပဲနဲ့မရဘူးပေါ့ဒါအချင်းမှလည်းတူတူပဲကိုကိုယ်တိုင်ဘာဖြစ်ချင်တာလဲဆိုတာမသိရင်မရဘူးအဲ့တော့အဓိကတော့အချင်းမှဆိုရင်တော့ချစ်တတ်ဖို့ကတော့အဓိကပေါ့နော်အဲ့တော့ ပင်ပန်းမှုတွေများတဲ့ချစ်ချင်းမေတ္တာအဲ့လိုလိုချင်စိတ်တွေတတ်မှတ်စိတ်တွေရှိနေတော့အဆင်မပြေလောက်ဘူးအဲ့တော့ချစ်ချင်းမေတ္တာလည်းအေးချအောင်ဆိုရင်ကိုယ်နဲ့လည်းဆိုင်တယ်ပေါ့နော်ကိုယ့်ရဲ့လိုချင်စိတ်တွေဖျောက်ထားရင်တော့ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ပေါ့အဲ့တော့ဒီမှာတော့ကိုယ်ဘာလိုချင်လဲလိုချင်တဲ့အရာကို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 ယ်နိုင်တခြားသိအောင်လုပ်ဖို့ရည်ကြီးရယ်ပြီးရင်အဲ့လိုချင်တဲ့အရာကိုပဲဒီဇိုင်းမှတ်မှတ်ပေါ့နော်ရှေ့ဆက်လျှောက်ထားဖို့အရေးကြီးပါတယ်ဒါကတော့တခြား career ဘက်တို့ဒီပညာရေးဘက်တို့ပြောပါပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဒီအလဲရကလေးကကျတော့ကျွန်တော် it is safe for you to love ပေါ့နော် ကို့အတွက်ချစ်လို့အဆင်ပြေရပေါ့လုံခြုံနေလေးပြောချင်တာဆိုတော့ open your heart to give and receive the highest energy of all เนาะအဲ့တော့ကိုယ့်ရဲ့နှလုံးသားကိုကိုယ်ကိုယ်တိုင်ကဖွင့်ထားပွေးရကြည့်ရပေါ့เนาะအဲ့တော့ပေးလဲပေးလို့ရအောင် energy ကောင်းတဲ့ energy ပေးလို့လည်းရမယ်ယူလို့လည်းရမယ်အဲ့တော့ကိုယ့် energy ကိုယ့်ရဲ့နှလုံးသားကိုဖွင့်ထားပွေးရကြည့်ရဆိုတော့ချစ်ရမှာကြောက်တယ်ဆိုပြီးတော့နေနေလို့ရှိရင်လည်းအဆင်မပြေဘူးပေါ့เนาะအဲ့တော့ချစ်ရမှာကြောက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့အချစ်မတွေ့တော့ဘူးပေါ့ အချက်မတွေ့လို့ရှိရင်သင်ခန်းစာလည်းမတွေ့တော့သင်ခန်းစာမတွေ့လို့ရှိရင်ဘယ်လိုပြောရမလဲတဏှာလည်နေဦးမှာပေါ့နော်ပို့ပြီးကြာတာပေါ့အဲ့ဒါပြောချင်တာအဲ့တော့ချစ်ရမှာမကြောက်နဲ့ချစ်တယ်ဆိုချစ်တယ်ကြိုက်တယ်ဆိုကြိုက်တယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲအတက်ကွဲဆိုလည်းကွဲတယ်ပေါ့ဘာလို့လဲဆိုတော့ယူရမယ့်သင်ခန်းစာရရှိတယ်နာကျင်မှုကတစ်ဆင့်ကိုယ့်ရဲ့တိုးတက်မှုကိုလမ်းဖောက်ပေးရတယ်မလားနာကျင်မှုရှိမှသာ တိုးတက်မှုလည်းရှိပါလေအဲ့တော့မနာကျင်မဲနဲ့မတိုးတက်ဘူးအဲ့တော့ကိုယ်ကိုယ်ကရွေးမဲ့တင်္ဂနာယူမဲ့ငယ်တုံးရွယ်တုံးသိရမလားကိုကိုယ်တိုင်ကအသည့်တရားတွေထည့်ပြီးတော့မှချစ်စရာရှိရချစ်မယ်လက်ဆက်ချင်လုပ်မယ်ဆိုရင်တော့ကို့အတွက်ပို့ပြီးတော့အခွင့်အလမ်းတွေလည်းပိုများလာမယ်သိရမလားဆိုတော့ဒါကအခြေမှပဲဖြစ်ဖြစ်အလုပ်ကံပဲဖြစ်ဖြစ်ပညာရေးမှာဖြစ်ဖြစ်ဟိုတစ်ခါကြာရှုံးနေပေါ့နော်ပြီးသွားတာမဟုတ်ဘူးပေါ့အဲ့ကြာရှုံးမှုကနေတစ်ဆင့်ပို့ပို့ပြီးတော့ဒီကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်အောင်လို့သွားနိုင်နေဆိုတာသိထားဖို့ရည်ကြီးရပေါ့နော်အဲ့တော့ အဓိကတော့ကိုတခါလေးကြာချုံတာနဲ့တခါလေးဆင်မအဆင်မပြေဖြစ်တာနဲ့ကိုကိုတန်ဖိုးမရှိတဲ့လူတန်ဖိုးနှိမ့်နေသူဆိုတာအဲ့လိုထင်ကြမလို့ပေါ့နော်လူဆိုပို့ပြီးတော့ဒီအမားများလေးလေးပို့ပြီးတွေ့ကြုံများလေးလေးပို့ပြီးတော့ပြင်ဆင်နိုင်လေးလေးပို့ပြီးကောင်းမွန်လေးပေါ့နော်ဆိုရတဲ့ကြောင့်မလို့ကိုကိုကိုပို့ပြီးတော့တန်ဖိုးထားတဲ့အောင်ကြိုးစားပါဒီမှာလူတွေရဲ့တတ်မှတ်ထားတဲ့တတ်မှတ်ချက်တွေမနေနဲ့ပေါ့နော်ကိုယ်ကိုယ်တိုင်တတ်မှတ်ပြီးကိုယ်ကိုယ်တိုင်နေဖို့ကအရေးကြီးဆုံးပဲလူဘက်မှာပြောရှင်း ပြောရှင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ်ကိုယ်တိုင်ပဲစုံဖြတ်ကိုယ်ကိုယ်တိုင်ပဲလုပ်ပေါ့နော်အဲ့ဒါအကောင်းဆုံးပဲပေါ့ချာပတ်ဝန်းကျင်ရဲ့လွမ်းမှုမှုခံရတော့ကိုယ်ကိုယ်တိုင်စိတ်ပင်ပန်းနေလိမ့်မယ်သိရမလားဆိုတော့ကိုယ်ကိုယ်တိုင်လည်းဒီလိုမျိုးပေါ့နော်ဒီအလိုက်ထိုက်နေတဲ့ဘုရားလူတာပေါ့နော်ပတ်ဝန်းကျင်နဲ့တိုးတော်လည်းပဲအဲ့ပတ်ဝန်းကျင်စကားကြီးကိုမြန်ခေါင်းနဲ့ထည့်ပြထားစရာမလိုဘူးလို့ပြောရင်တော့ပါဆောင်းနောက်ခုနေနဲ့ဒီသုံးကတ်မြောက်ကတော့ choice ပေါ့နော်အဲ့တော့ဘဝမှာပေါ့နော်ကိုကိုယ်တိုင်ကိုရွတ်မဲ့တာဝန်နေပြောကြတော့ကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုလေးပေါ့ ဆိုတော့ဒါတွေအကုန်လုံးကိုကိုယ်ကိုယ်လက်ခံလိုက်တဲ့နေရာဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုယ့်ရဲ့ပါဝါကိုကိုယ်ကိုယ်သိရမယ့်နေပဲပေါ့နော် ကိုယ့်ပါဝါကိုရတဲ့နေပဲပေါ့ဆိုတော့လူတော်များတော့လူမျိုးပေါ့နော်တကယ်လူပြောရမလဲဆိုတော့ကိုယ်လှုပ်လိုက်တဲ့အရာတွေတော့တောင်းတာတွေရတတ်တာများတယ်ဆိုတော့အဲ့လိုမဟုတ်ပဲနဲ့ကိုယ်လှုပ်လိုက်တဲ့ຢာကိုယ်ရွေးချယ်လိုက်တဲ့ຢာအဲ့အရာအလုံးတော့ကိုယ်ကိုယ်ပိုင်တာဝန်ယူလိုက်မယ်ဆိုရင်ကိုယ့်ဘဝပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ကဲအဆင်မပြေသေးတဲ့အောင်ကောကိုယ်မှားရင်းနဲ့ လောပြက်တွေလုံးမိလဲလို့အစမပြေတိတန်အောင်အဲ့ဒါနေပို့ပြီးသင်ခန်းစာရေးယူနိုင်မယ်အတွေ့အကြုံတွေရလာမယ်ပို့ပြီးကောင်းလာမယ်ဆိုတော့ဒါခုနပုံစံနဲ့တူတူပဲပေါ့နော်ပြောချင်တာတော့အဲ့လိုပုံစံမျိုးလေးပေါ့အဲ့တော့ဒီကတ်ရဲ့သဘောတရားကြတော့ကိုယ့်ရဲ့အတွင်းထဲရပေါ့နော်ကိုယ့်အတွင်းထဲရကိုယ်နဲ့ဒီ intuitive wisdom ပေါ့နော်ကိုယ့်ရဲ့ intuition ကိုယ့်ရဲ့ inner voice ဒါရိုတရားနားထောင်မှုပေါ့ဆိုတော့ intuition ဆိုတာကြတော့အများပြောတယ်ဒီ negative impact မရှိဘူးပေါ့ intuition က positive ပဲလာတယ် ကိုယ်အမြဲတမ်းဟိုဘယ်လိုပြောရမလဲမကောင်းတဲ့ဘက်ကိုမခေါ်သွားဘူးမကောင်းမမကောင်းတဲ့ဘက်ကိုခေါ်သွားတာကြတော့ ego လို့ခေါ်ရပါတော့။ဆိုတော့ ego အဲ့တော့အဲ့ဒါကြောင့်မလို့ ego ဆွဲခါကြတော့အဲ့ ego လားဒါမှမဟုတ်ရှင်ကိုယ်တို့ကဒီ intuition လားဆိုတာတခြားလေးခွဲတတ်ဖို့လည်းလိုရပါတော့။ဆိုတော့ဟိုဘယ်လိုပြောရမလဲအရင် negative ဘက်သွားနေပြီးမကောင်းမှန်းသိရတဲ့နယ်လှုပ်ရှင်သိပေါ်နေတာလောဘတွေပဲကြတော့တကယ်ဒီဘယ်လိုပြောရမလဲ ego တွေပေါ့နော် ego ကနေထုတ်တဲ့ຢာတွေပေါ့။အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ရင်းကအာဒါကလှုပ်လို့မရသေးဘူး။ ဒါလုံးလုံးမှမဖြစ်သေးဘူးဆိုတော့အတိတ်တိနဲ့အဲ့လိုကတ်ပြီးတော့မှကိုယ့်ကိုကောင်းတဲ့ဘက်ကိုခေါ်သွားရတာ intuition ပေါ့နော်ဆိုတော့ဒါတော့တရားလေးခွဲခြားသိမြင်နိုင်ဖို့ဆိုလို့ရှိရင်တော့တရားထိုင်ဖို့လိုအပ်တယ်လူတိုင်းကတော့မသိဘူးလေနော်ဆိုတော့ဒီတိုင်းပဲပုံမှန်လူတရားအနေနဲ့မသိဘူးဆိုတော့အမြဲတမ်းဒီစိတ်ကစိတ်ဆိုတာကစားနေရာဆိုတော့စိတ်ကိုတည်ငြိမ်အောင်မထားတတ်ဘူးဆိုလို့ရှိရင်ဒီအတန်နေနဲ့နားထောင်လို့မရဒီအတန်နေနဲ့တွားပြီးတော့အလုံးလုံးလို့မရဘူးเนาะဆိုတော့ intuition နားထောင်ဖို့ဆိုလို့ရှိရင်ကိုယ်ကိုယ်ကစိတ်တည်ငြိမ်မှုရည်ကြီးရယ်ကိုယ်ကိုယ်အာရုံစိုက်မှု အားကောင်းမှုရေးကြည့်ရပေါ့အဲ့တော့တရားထိုင်တာမျိုးတွေပို့ပြီးတော့လုပ်ပေးပါဒါဆိုကိုယ်တော့ပို့ပြီးတော့လွယ်ကူလိမ့်မယ်ပေါ့နော်ဆိုတော့ကို intuition နားထောင်ပြီးတော့ကိုလက်တွေ့ဘဝမှာအသုံးချမယ်ဆိုပို့ပြီးအောင်မြင်တဲ့ဘဝတွေကိုရနိုင်တယ်ပေါ့နော်ဆိုတော့နောက်လေးကမ်းမြောက်ကကြာကြာ purification ပေါ့နော် water ဆိုတော့တန့်စင်မှုတော့ပေါ့နော်ကျွန်တော်တို့ဒီ emotional ဘိုင်းကိုယ့်ရဲ့စိတ်ခံစားချက်ဘိုင်းကိုလည်းကိုယ်တိုင်တန့်စင်မယ်ကိုယ့်ကိုပို့ပြီးတော့ဟိုပြန်လဲမွေးဖွားဖို့တော့ပေါ့သိရမလားဆိုတော့ဟိုဒီချိန်မှာလည်းစိတ်တွေညစ်နေမယ်သိရမလားအဆင်မပြေကြရဖြစ်အများကြီးကြုံနေရမယ် ဆိုတော့ခုခုပေါ့နော်ဒီခိစိတ်ခံစားချက်တွေဖြည့်ချင်းတန်ရှင်စင်ကြာလို့ဖို့ရေးကြည့်ရယ်ဘာတွေခံစားနေရလဲဘာတွေဖြစ်နေလဲငါဘာတွေလုပ်တင်လဲပေါ့နော်ခုခုပြန်ဖြည့်ချင်းစီအတွင်းထဲမှာမေးသွားပေါ့အဲ့တော့ရေနဲ့ထိတွေ့ပေးမယ်တဲ့ဗလားရေမများတောက်တာမျိုးရေချိုးတာမျိုး ော့ပင်လယ်ကြီးထဲသွားပြီးစိတ်နာမျိုးတွေပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုတေချာလေးပေါ့စိတ်ကို relax ဖြစ်အောင်လို့နေဖို့ကအရေးကြီးတယ်ကိုယ့်ကိုပြန်လဲပြီးကုသပါပေါ့နော်ဒါဒီချာရဟီလင်းလုပ်လို့အကောင်းဆုံးအချိန်ဖြစ်လိမ့်မယ်ဟီလင်းတေချာလုပ်မယ်ဟီလင်းပါလဲမသိဘူးဆိုလို့ရှိရင် page မှာတော့တင်တာရှိရတခြားသွားကြည့်ကြည့်ပေါ့နော်ဒါဆိုတော့ပို့ပြီးတော့သိလာပါလိမ့်မယ်ဆိုတော့အာနောက်တစ်ခုကကြတော့ကျွန်တော်ဒီ universal message တွေပေါ့နော်ဒါလေးကကြတော့ကျွန်တော်ဒီပေါ့ တူကကြတော့ energy of love ပေါ့နော် love energy ကိုပြောထားတာ love energy ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကိုပေါ့နော်ပြောဖို့လိုအပ်တဲ့ခါတွေမှာကိုလိုအပ်တဲ့စကားလုံးတွေကိုတူထုတ်ပေးရပေါ့တည်မလားပြောကြတော့ဒီခွင့်လွှတ်ဖို့လိုအပ်ခါလိုအပ်တဲ့ခါမှာကိုတို့ကကိုချင်းစာစိတ်တွေကိုထုတ်ပေးရပြောကြတော့ကိုကိုယ်တိုင်းပျောက်ဆုံးနေတဲ့ခါမှာကိုပါပါထုတ်ပေးရဆိုတော့ဒီ energy of love ရဲ့ဖွင့်သူ့ကိုဖွင့်ဆိုရမယ်ဆိုရင်ပေါ့ကျွန်တော်တို့က လို့ပြောရမလဲဒီပါဇက်တစ်ခုနဲ့ပြောလို့မရအောင်ကိုကရိုင်းကဒီ energy of love ကိုခံစားမယ်ဆိုရင်တေချာလေးပေါ့နော်ဒီကေဂျုံလာလူဟန်တွေမှာအဲ့ဒါဂျုံမိုးရှိပါတယ်ဒီချင်းချင်းမေတ္တာပေါ့နော်ဒီ love energy ကိုဂျုံမိုးရှိရဲ့အဲ့တော့ဂျုံလို့ရှင်လဲပါဇက်ကထုတ်ပြောပြလို့မရလောက်အောင်ကိုအဲ့ပါဝါကတော်တော်ကြီးရဲ့ပေါ့နော်ဘာလို့ဆိုတော့အဲ့ချင်းချင်းမေတ္တာကိုအရာအလုံးဖြစ်စေဖြစ်ပေါ်စေလို့ပဲပေါ့ကိုသိရမလားဟိုစကားနဲ့လူဒါပေမဲ့အချင်းနဲ့တွေ့ရင်စကားကြီးများလာမယ်ဒီဥမာပဲပြရအောင်နော်ဥမာအဖြစ်ပြပြရအောင်နော် အော်စကားနဲ့လူကအချစ်အချစ်နဲ့တွေ့လို့ရှိရင်စကားအများကြီးဖြစ်လာတယ်။အရင်ကဒါမလုပ်တဲ့လူကအချစ်နဲ့တွေ့ရင်ဒါရီလုံးလာတယ်။ဒါအချစ်ရဲ့ power ပေါ့နော်။ဒီ power of love ပေါ့။ energy of love ပေါ့။ तू ကတွန်းအားပေးတာပေါ့ကို။ဘာလို့ဆိုချစ်ချင်းမေတ္တာလှပပါလား။ချစ်ချင်းမေတ္တာဆိုလို့ရှိရင်ချစ်ချင်းမေတ္တာပို့ပြီးရဲရင်စီရဲ့လူပေါ့နော်။ပို့ပြီးတော့လည်းတန်ပါစီပြောချင်တာလေ။တခုလုပ်ဖို့လိုအပ်တဲ့ခါမှာအဲ့ဒါနောက်ကထောက်ပံ့ပြီး။အဲ့ဒါကိုပြောချင်တာ။ဆိုတော့ ဒီကိုယ်ပိုင်ဆုံးရှုံးတဲ့ချိန်မှာဆိုလို့ရှိရင်ကိုကဒီချစ်ချင်းမေတ္တာရဲ့ဒီ energy လေးကိုခံစားမိရတဲ့ကိုကိုယ်အတွက်ပျော်ရွှင်စရာအများကြီးဖြစ်လာမှာပေါ့နော်အဲ့လိုပြောချင်တာဒါ universe ရဲ့ message ပေါ့နော်အမြဲတမ်းချစ်ချင်းမေတ္တာကိုခံစားတတ်အောင်လုပ်ပါအမြဲလက်ကင်ထားပါဒါကိုပြောချင်တာပေါ့ဆိုတော့နောက်ခုနေနဲ့ကျွန်တော်တို့ဒီမှာပေါ့နော် write down your goal တဲ့ dream big ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခုနကဒါပထမဆုံးကတ်နဲ့သွားပြီးစင်တူတယ်ပေါ့ကိုဘာလုပ်ချင်လဲကိုဘာလုပ်ချင်လဲကိုယ့်ရဲ့ life ကိုကိုယ်တိုင်ချရေးထားဖို့ရည်ကြီးတယ်။ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲ ဘယ်လိုမျိုးလေးခြာရေးကြည့်ပေါ့နော်ပြီးတော့ကြတော့ဟိုဘယ်လိုပြောရမလဲဘယ်လိုပြောကြည်ကြည်မမအိမ်မမတ်မယ်ဆိုလို့ရှိရင်ကြည်ကြည်မမတ်ပေါ့နော်ကိုတကယ်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကြည်မမတ်ဒါအလဲလာလောက်ရမှာလीနော်ဆိုတော့ရင်လောက်တင်မဒူးလောက်ကြာလာမဒူးလောက်တင်မရင်လောက်ကြာလာဘယ်လိုအဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့အိမ်မက်ကိုကြည်ကြည်မမတ်ထားဖို့ရေးကြည့်ရဲအဲ့ဒါမှသာလေကိုအနေနဲ့ဟိုကာမိမှာပေါ့နော်ဆိုတော့အကြည်မမတ်ထားပြီးမှအကြည်ဖျက်ရမယ်လို့မဆိုလို့ကိုကိုယ်တိုင်ကဒီလိုကြည်ကြည်တွေးထားတာမျိုး ရတာဗလားဘလောက်ပဲရရကိုကိုလည်းလက်ခံတတ်တယ်ဆိုတော့ဒီစားရှိဖို့လိုတယ်ပေါ့နော်ဆိုတော့နောက်ခုနေနေကြတော့ကျွန်တော်တို့ဒီပါเนาะဒီဒီပုံလေးပေါ့ you are perfectly beautiful ပေါ့เนาะအဲ့တော့ကိုကလုံးဝလုံးဝကိုလှပါတယ်ကိုဒီမဲတာပဲဖြစ်စေဖြူတာပဲဖြစ်စေဝါတာပဲဖြစ်စေပိန်တာပဲဖြစ်စေပူပူပူရှေရှေသိရမလားတူတူရှေရှေဘလို့ဖြစ်ပေါ့เนาะဘလို့ပုံစံမျိုးရဲ့ဖြစ်နေပါစေကိုကလှပါတယ်ဆိုတော့ကိုသိထားမယ်ကိုတံမိုးလည်းကိုနားလည်ထားမယ်ပေါ့เนาะ ဆိုတော့အဲ့ဒါအရေးကြီးဆုံးပဲပေါ့ဆိုတော့ဘာလို့ဆိုတော့လူတယောက်ကချစ်ပြီဆိုလို့ရှိရင်ကဘယ်ရာမှကြိုးမဆိုင်ဘူးဒီတိုင်းပဲချစ်တာဒီလူရဲ့ခန္ဓာကိုယ်ဘာမှမဟုတ်ပဲနဲ့ဒီလူရဲ့စိတ်ဝိညာဉ်ကိုချစ်သွားတာမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလူဒီပိန်ပိန်ဝဝဘာပဲလုပ်နေလုပ်နေအဲ့လူကိုပဲချစ်တယ်ဆိုတော့စိတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ကိုယ်ကိုယ်တိုင်ကသိရမလားအချစ်ခံအောင်လို့ပိုပြန်ပို့ပြီးတော့ပိန်အောင်လုပ်မယ်ပို့ပြီးတော့ဟောဖြစ်မယ်အဲ့လိုလုပ်ဆရာမလို့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ကိုယ်နေဖို့ရည်ကြီးရဲ့အဲ့လိုဖြစ်တည်မှုနဲ့နေလို့ကိုယ်တကယ်ချစ်နိုင်တဲ့လူကသာကိုယ့်ရဲ့ ူးစားရှင်ပေါ့နော်ကိုတကယ်အချက်ဆက်ပေးနေတဲ့လူပေါ့ဆိုတော့အဲ့လိုမျိုးဆိုရကြတော့ကိုကလူတယောက်တစ်ယောက်နဲ့ပြောင်းလဲဖို့မလို့ပြောင်းလဲဖို့မလို့ဆိုတော့တော်သူအလိုလိုပြောင်းလဲသွားတာမျိုးတော့ရှိရပါတော့ပိုပြီးကောင်းလဲကောင်းလာတယ်ပိုပြီးတော့ကြိုးစားစင်စင်ပေါ်လာတယ်အဲ့လိုမျိုးလေးရတော့ကောင်းတဲ့ဘက်ကဆိုတော့ကောင်းတာပေါ့ကိုကလည်းလှုပ်ယူပြီးပြောင်းကြမလို့ဘာလို့ဆိုတော့ဒီလူငှောက်ချစ်ဖို့ဒီလူငှောက်ယူဆိုင်ဖို့ဒီလူစီအတန်းရှင်ရဖို့အဲ့လိုအတွက်လိုက်ပြီးလှုပ်ကြမလို့လို့ပြောချင်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုနေပါကိုကိုတိကျချင်တာကိုကြိုးစားပါဆိုတော့ဟိုဘက်တော့ဘာကိုဘာလိုချင်လဲတစ်ဖက်လူစီကဘာမျောလင်းလဲ ိုမျောလေးနဲ့တိုင်ကိုမှလည်းရှိဖို့လိုအပ်တယ်ပေါ့နော်။ကိုဟာကြီးပဲလိုက်ပြီးတော့အာဟွာဒီယာလိုက်ပြီးတော့ဟိုကန့်သက်ချက်တွေထားလို့မရဘူး။ကိုကိုရိုင်းလည်းဒီလိုကန့်သက်ချက်တွေနဲ့လိုက်ပါဖက်ဖြစ်အောင်လို့ကိုကိုရိုင်းနေနိုင်ပြီလား။ကိုကိုရိုင်းအဲ့လို level မှာရှိလာပြန်မျိုးဖို့လိုအပ်တယ်။ဒါဆိုလူစွာ energy တူရာစုတယ်။ကိုပုံစံတိုင်းပဲကိုပြန်ရမယ်။ဒါထုံးစံတိုင်းပဲပေါ့နော်အဲ့တော့ဘာမှလောဘတက်ပြီးမလို့ခြင်းနဲ့ကိုတကယ်ဒါလို့ခြင်းကိုကိုရိုင်းအဲ့ဒါနဲ့နီးစပ်ဆုံးဖျက်ကိုကိုရိုင်းအဲ့ level ရအောင်စူးစမ်းပေါ့နော်ဒါလေးကိုပြောခြင်းနဲ့ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့နောက်ဆုံးအနေနဲ့ကကျွန်တော်တို့ပေါ့နော်ဒီ ျွန်တော်အမြဲတမ်းပေါ့နော်ဒီကတ်လေး story cut ဆိုတာလေးပေါ့နော်ဒါအမြဲကျွန်တော်ဟိုဒီ separation မှာဆိုလို့ရှင်ပြပြလေးရှိတာလေးပေါ့အဲ့တော့ဒါဆိုလို့ရှင် soulfulness ပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်နှလုံးပေါ့ဒီမှာဆိုလို့ရှင်ကောင်မလေးကအသေးအသေးပုံလေးကိုသူ့ရင်ပဲလေးအပ်ထားရပေါ့နော်ဆိုတော့ဒါရဟန်းလေးနေနေတယ်ဆိုတော့အဓိကတော့ဘာပဲလုပ်လို့ပေါ့နှလုံးသားနဲ့လုပ်ဖို့နှလုံးသားနဲ့ကြည့်ဖို့ကိုချင်းစာစိတ်ထားဖို့အမြဲတမ်းပေါ့နော်ချစ်ချင်းမေတ္တာနဲ့ ဒီမြင်အောင်ကြည့်တတ်ပြီးတော့အရာအားလုံးကိုပို့ပြီးတန်ဖိုးထားတတ်ဖို့ပြောချင်တာပေါ့ဘာပဲလဲလို့ကိုချင်းစာနေထားမယ်ဘာပဲလဲလို့ချင်းမေတ္တာနေနဲ့ဟိုတစ်ဖက်သားကိုတွေးပြီးလှုပ်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာတော့ဟိုစိတ်သဘောထားပြေဝမှုကိုပေါ်ပြတဲ့ကတ်လေးပေါ့အဲ့တော့ကိုကိုယ်တိုင်သဘောထားပြေဝအောင်ကြိုးစားပါကိုကိုယ်တိုင်ပို့ပြီးတော့အဲကောင်းမွန်အောင်ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရင်တော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ဒါလေးတော့မှာကျင်ပါရဲ့နည်းနည်းပေါ့နော်ဒီနေ့ကကြတော့ လို့ပြောရမလဲဒါဒီစိတ်အစင်မပြေလူဖြစ်နေဆိုလို့ရှင်တော်တော်လေးပဲနှောက်ထောက်လို့ရှင်ပို့ပြီးကိုတို့ကတခုခုပေါ့နော်ရသွားတယ်စကားလေးတစ်ခေါက်မှဖြစ်ဖြစ်စကားလုံးလေးတစ်လုံးမှဖြစ်ဖြစ်ကိုတို့ကရသွားတယ်ဆိုရင်ဒါလုတ်ပြေချွတ်တတ်တယ်ပေါ့နော်ဘာဖြစ်ဖြစ်အားလုံးအာအဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ် resonate ဖြစ်လဲ comment မှာပဲပြခဲ့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်အဲ့တော့နောက်ထပ် video podcast ဆင်မှာပြန်ပြီးတွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye